မင်္ဂလာပါခင်ဗျာရွှေညာမြေကကြိုဆိုပါရစေရွှေညာမြေ channel ကိုကြည့်ရှုနေသူပေါင်းကိုရော့စိတ်ပါဘေးကင်းလုံခြုံအေးချမ်းကြပါစေလို့မေတ္တာပို့သအပ်ပါတယ်ဒီဗီဒီယိုဟာမြမရွေးရဘေးရင်ပညာရှင်ကြီးများရဲ့နိနေတရကိုခံယူပြီးနိုင်ငံတကာ astrology numberology ပညာရှင်များရဲ့ဆိုကိုမြင်ញံကရွှေညာမြေ admin တီးဖွဲ့ကပြပို့လိုက်တဲ့ဧပြီလ28ရက်နေ့မှမေလ4ရက်နေ့အတွင်း9ရက်သားသမီးများအတွက်နေသားအလိုက်ကံကြမ္မာအဆူကောင် အကျိုးကြောင့်များကိုအကြံပြုပြောကြားပေးသွားမှာဖြစ်ပါတယ်ဒီလို28ရက်နေ့မေလ4ရက်နေ့အတွင်းမှာဒနုရသားသမီးများဒနုရသားသမီးကဝန်ထမ်းဖြစ်မယ်ဆိုလို့ရှိရင် လုပ်ငန်းခွင်မှာဖိအားတွေများပါလိမ့်မယ်ဖိအားတွေနဲ့ကြုံလာခဲ့ရင်လည်းဒါယာယီခိုက်တံလို့မှတ်ထားပြပါ ်ဒုံနေသားသမီးဟာမြေရောင်းဝယ်ကိစ္စအတွက်ဒီတစ်ပတ်ထဲမှာသတင်းကောင်းကြားရပါမယ်ကိုကမြေရောင်းနေတာပဲဖြစ်ဖြစ်ဝယ်နေတာပဲဖြစ်ဖြစ်ဒါမှမဟုတ်အင်ချမ်မြေကျိုးဆောင်လုပ်ငန်းကိုလုတ်ကင်နေသူပဲဖြစ်ဖြစ်ဒီတစ်ပတ်ထဲမှာကိုကြံစီလုတ်ကင်မဲ့အရာတွေဟာအောင်မြင်မှု ကိုရရှိမဲ့သတင်းတွေသတင်းကောင်းတွေကြားရမှာဖြစ်ပါတယ်ဒီတစ်ပတ်မှာဆံရောင်းဝယ်ရေးလုပ်တဲ့သူတွေကလည်းဆံကိုရောင်းဝယ်ရေးအောင်မြင်ပါလိမ့်မယ်ဝယ်ပြီးလောင်တာတို့ပြန်ရောင်းနေတာတို့လုပ်ငန်းတွေလုတ်ကင်လို့ရှိရင်ဒီတစ်ပတ်မှာရဲရဲကြီးလုတ်ကင်ပါ ဒါပေမဲ့အင်းရသမီးကဒီဘက်ထဲမှာဆွေမျိုးအကြီးကဲတူကျမ်းမာရေးညံ့တတ်ပါတယ်ဒါကြောင့်မကိုရဲ့ဆွေမျိုးတွေကိုရဲ့အကြီးကဲတွေမှာကျမ်းမာရေးညံ့တတ်တဲ့အတွက်သတိပေးဖို့လိုအပ်ပါတယ်ပညာရေးအတွက်ကတော့သတင်းကောင်းကြားရပါမယ်တန်တန်းတက်ဖို့ကိစ္စတွေအဲဒီမှာကြောင်းတက်ဖို့အတွက်ရှောက်ထားတဲ့သူတွေအာတလူတွေသာမီးဖြစ်မယ်ဆိုရင်ဒီတစ်ပတ်အတွက်ကြောင်းတက်ခွင့်ရမယ်သတင်းကောင်းတွေကြားရမယ်လို့လက်သတင်းပတ်ဖြစ်ပါတယ် ဂျမ်းမာရီနဲ့ပတ်သက်လို့ကတော့ဝမ်ကပ်ယောဂခံစားရနိုင်ပါတယ်ဝမ်နဲ့ပတ်သက်တဲ့ယောဂခံစားရနိုင်တဲ့အတွက်ဝမ်နဲ့ပတ်သက်တဲ့ယောဂဖြစ်စေနိုင်တဲ့စားစာတွေကိုစင်ရင်းစားဖို့သတိပေးကြပါတယ်အခြေအရတော့ဒီတစ်ပတ်တည်းမှာသာသာရရရှိပါတယ်အိမ်အောင်ရှင်တို့နေသားသမီးတွေကလည်းအိမ်အောင်ကြီးမှာအစဉ်ပြေတဲ့ကာလဖြစ်ပါတယ်ထီကန်ဆန်းကျင်တဲ့မိတ်ဆွေရတော့တနည်းနဲ့သားသမီးတွေဟာဒီတစ်ပတ်တည်းမှာထီကန်ဆန်းမယ်ဆိုလို့ရှိရင် နှစ်ရငါးရခွန်ရအဲ့ဒီကဏ္ဍနေရကံကောင်းစီတဲ့ကဏ္ဍနေဖြစ်ပါတယ်နောက်တစ်ခုကကိုအလို့တစ်ခုခုသွားလုပ်မယ်အရေးကြီးတဲ့ကိစ္စတွေသွားလုပ်မယ်ပြောရရှိတာတွေသွားပြောမယ်စာချုပ်စာတမ်းတွေလုပ်မယ်ဆိုလို့ရှိရင်အဲ့ဒီလိုသွားလုပ်တဲ့နေ့မှာစာဦးရောင်ဆောင်းသွားပါစာဦးရောင်အင်ကြီးဝတ်စုံဒါမှမဟုတ်အစာလေးဖြစ်ဖြစ်အတုံးဆောင်ပစ္စည်းလေးပြီးစာဦးရောင်ကိုဆောင်သွားခြင်းအဖြစ်ကိုလုတ်တဲ့အရာတွေ အောင်မြင်မယ်လို့အကြံပြုပြောကြားလိုပါတယ်။ပုံမကောင်းမအောင်ရတရားလေးလုပ်ချင်တယ်ဆိုလို့ရှိရင်တော့စာကလေး၃ခုဒီတစ်ပတ်ထဲမှာလွတ်ပေးလိုက်ပါ။ဒါဆိုရင်တော့ပုံမကောင်းမအောင်မလိုက်မယ်လို့အကြံပြုပြောကြားလိုပါတယ်ခင်ဗျာ။ဒီဗီလ၂၈ရက်နေ့နေ့မေလ၄ရက်နေ့အတွင်းတနင်္လာသားသမီးများအတွက်ဖြစ်ပါတယ်။တနင်္လာသားသမီးတွေကဒီတစ်ပတ်ထဲမှာနိုင်ငံခြားကနေငွေရောက်ပါမယ်။ နိုင်ငံမှာကိုယ့်ရဲ့သားသမီးတွေဒါမှမဟုတ်နိုင်ငံခြားမှာလှုပ်သွားလှုပ်နေတဲ့သူသားသမီးတခုဦးစီရနေပြီးတော့ငွေဒီဘက်ထဲမှာရောက်ဖို့ရှိပါတယ်တင်လာသားသမီးဒီဘက်ထဲမှာမွေးမြူရေးလုပ်ကမ်းလုပ်ဖို့လုပ်ကင်နေသူတွေဆိုရင်တော့မွေးမြူရေးလုပ်ငန်းမှာအခက်အခဲတွေပေါ်ပါမယ်တခုသတိထားမှာကဆိုင်ကယ်မှောက်တတ်ပါတယ်ဒီဒီဘက်ထဲမှာဆိုင်ကယ်ကမှောက်ရင်မှောက်မမှောက်ရင်ဆိုင်ကယ်ပျောက်တတ်ပါတယ်မှောက်လဲမမှောက်အောင်ပျောက်လဲမပျောက်အောင် သတိထားပါလို့သတိပေးစကားပြောချင်ပါတယ်မိသားစုတွင်မှာတော့မပြေလည်မှုအနည်းငယ်ဖြစ်နိုင်ပါတယ်ဒီတစ်ပတ်ထဲမှာတယ်လီဖုန်းတစ်ဝင်မှုရှိပါတယ်လက်ဆောင်ရတာပဲဖြစ်ဖြစ်မိမိကိုယ်တိုင်ဝယ်တာပဲဖြစ်ဖြစ်ဒီတစ်ပတ်ထဲမှာတယ်လီဖုန်းတစ်ဝင်မှုရှိပါတယ်သူတို့ဘက်ကျမ်းမာရေးကိစ္စကိုလိုက်ပြီးကူညီရပါမယ်ဒီတစ်ပတ်ထဲမှာကူညီဖို့ကြုံရပါလိမ့်မယ်ကူညီဖို့ကြုံရင်ကူညီလိုက်ပါကောင်းသောအကျိုးပြုမှုတွေပြန်လည်ရရှိလာပါလိမ့်မယ် နောက်တစ်ခုသတိထားမှာတကူခိုးခံရတတ်ပါတယ်။ဆိုင်ကယ်ပေါက်တဲ့ပျောက်တတ်တာအပြင်တခြားပစ္စည်းတွေလည်းတကူခိုးနိုင်ငယ်ရှိရတဲ့သတိထားဖို့လိုပါတယ်။ကိုရရရှိတဲ့ငွေတွေဒီတစ်ပတ်ထဲမှာဝင်လာပါလိမ့်မယ်။ကျမရဲ့တော့စီးကျူရောကဖြစ်နိုင်ပါတယ်။ဒါကြောင့်မို့အချိုးကြီးအလွန်ကြုံမစားဖို့အကြံပြုလိုပါတယ်။အချိန်နဲ့အိမ်တော်ကြီးကတော့ဒီတစ်ပတ်ထဲမှာတာတာရရရှိပါတယ်။ ကံကောင်းစီတဲ့ကလန်းကတော့တည့်ရဲ့၄ရဲ့၅ရဲ့ပဲဖြစ်ပါတယ်ကံကောင်းစီတဲ့အယောင်ကတော့ခိုးရရောင်ဖြစ်ပါတယ်ပုံမကံကောင်းကုသိုလ်ရည်ရလှုပ်ခြင်းနဲ့ဆိုလို့ရှိရင်တော့တကူးကြီးဖျားစုစုမှာငွေထီးနဲ့လက်တင်းလာတောင်းပါငွေကြီးနဲ့လက်ကိုတင်းလာနေမှာကတ်လူပူဇော်လိုက်ပါလို့အချက်လူပြောကြလို့ပါတယ်ပြည်ပြီးတော့28ရက်နေ့မေလ9ရက်နေ့တွင်အင်္ဂါသားသမီးများအတွက်ဖြစ်ပါတယ် အင်္ဂါသားသမီးရဲ့ဒီတစ်ပတ်ထဲမှာဝင်ဝင်ကောင်းပါလေမိမိလုံးတဲ့လုပ်ကန်းနေမိမိရကြက်ရှိတဲ့ရရာတွေပါပဲဖြစ်ဖြစ်ဒီဘက်ထဲမှာဝင်ငွေတွေအတော်ကောင်းတဲ့ဘက်ဖြစ်ပါတယ်။နိုင်ငံခြားကနေပြီးငွေဒါမှမဟုတ်စီးတခုခုရောက်เสียရှိလို့ရှိရင်ဒီတစ်ဘက်ထဲမှာရောက်မှာဖြစ်ပါတယ်။အင်္ဂါသားသမီးရဲ့ဝန်ထမ်းဖြစ်မယ်ဆိုလို့ရှိရင်ဒီဘက်ထဲမှာရာထူးဆောင်မွေးပဲဖြစ်ရပါမယ်။ရာထူးဆောင်မွေးဖြစ်ရလို့ရှိရင်ရာထူးတိုးများပါတယ်။ ဒီတော့ဒီမှာဆိုင်ကယ်အစ်စ်ဝင်ပါမယ်အင်္ဂါသားသမီးရဲ့ဆန်စပါးရောင်းဝယ်ကြီးမှာဆန်စပါးရောင်းဝယ်ကြီးလောက်ကင်နေသူဆိုရင်တော့အဲ့ဒီလုပ်ငန်းနယ်ပယ်ဒီမှာတော့အခက်အခဲငယ်ပေါ်ပါလိမ့်မယ်အိမ်ဆောက်ဖို့ရည်ရထားတဲ့သူတွေကတော့ဒီတစ်ပတ်ထဲမှာအိမ်ဆောက်ဖို့အတွက်ပနဲ့ရိုက်ရပါလိမ့်မယ်ပနဲ့ရိုက်ဖို့စီစဉ်ထားရင်ပနဲ့ရိုက်လိုက်ပါလို့ပဲအကြံပြုလိုပါတယ်သူတို့ဘာကိုအာမခံရတဲ့ကိစ္စပေါ်ပါမယ် ်အမခန်နဲ့ကိစ္စတွေပေါ်လို့ရှိရင်အင်္ဂါသားသမီးတွေကဒီဘက်ထဲမှာတော့မလုဆောင်မှုပဲအကြံပြုလိုပါတယ်အကျွေးကိစ္စတွေရစရာပေးစရာကိစ္စတွေနဲ့စိတ်ငြိမ်ရနိုင်ပါတယ်ပညာရေးမှာလည်းအနောက်ရှက်အနေငယ်ပေါ်တဲ့ကာလလို့ဆိုရပါမယ်ဂျမားရေးအနေနဲ့ကတော့ရှင်ဘတ်အောင်ပါမယ်ရှင်ဘတ်နဲ့ပတ်သက်ပြီးအထူးဂရုစိုက်ပါအချီးရေးမှာတော့ကံကောင်းတဲ့ကာလပါအင်္ဂါသားသမီးတွေကချစ်သူကြီးစားတွေမရှိဘူးဆိုလို့ရှိရင်ဒီပတ်ထဲမှာ ချစ်သူရပါမယ်ချစ်သူရရင်အဲ့ဒီချစ်သူဟာကိုယ့်ဘဝအတွက်လက်တွဲပေါ်ဖြစ်ပေါ်များတဲ့အတွက်ချစ်သူအဖြစ်သတ်မှတ်လိုက်ပါလို့အကြံပြုလိုပါတယ်အင်းအောင်ရှင်အင်္ဂါသားသမီးရဲ့အင်းအောင်ကြီးမှာတာတာရရာရှိပါတယ်ကာလဖြစ်ပါတယ်ဒီလိုမှထီကန်ဆန်းတို့ရဲ့မိတ်ဆွေများအတွက်ကတော့ကံကောင်းစီတဲ့ကနန်းနေရတော့ငါးခုံကိုကနန်းနေပဲဖြစ်ပါတယ်ကံကောင်းစီတဲ့အယောင် ဘောရောင်ဖြစ်ပါတယ်လုပ်ငန်းကိစ္စတွေရေးကြီးတဲ့ကိစ္စတွေသွားလို့ရှိရင်ဘောရောင်ဝတ်စုံဒါမှမဟုတ်ဘောရောင်အဆောင်အစတစ်ခုခုကိုဆောင်သွားဖို့အကြံပြုလိုပါတယ်ဘုံမကောင်းမောင်းရှင်နေဆိုရင်တော့ကုသိုလ်ရတရားလှုပ်ရှင်နေဆိုရင်တော့အင်္ဂါမိမာမိမိမျိုးမှာရှိတဲ့တကူကြီးဖျားတဆူဆူအင်္ဂါတောက်မှာစပယ်ငါးကုံကတ်လူပြီးမိမိလိုတဲ့စုကိုတောင်းစုပြုနိုင်ပါတယ်ဧပြီလ28ရက်နေ့နီး မေလ၄ရက်နေ့ဒီပုရုသသမီးများအတွက်ဖြစ်ပါတယ်။ပုရုသသမီးတွေရဒီတစ်ပတ်အတွင်းမှာအိန္ဒိယပြောင်းရွှေ့ကိစ္စဆောင်ရွက်ရပါမယ်။မြေရောင်းဝယ်အတွက်တရင်ကောင်းကြားပါမြေရောင်းနေတာပဲရှိရှိဝယ်နေတာပဲဖြစ်ဖြစ်ဒီတစ်ပတ်ထဲမှာတရင်ကောင်းကြားပါမယ်။နိုင်ငံခြားမှာငွေရောက်ဖို့ရှိရင်နိုင်ငံခြားကနေကိုသသမီးတွေငွေပို့နေကြ။ဒါပေမဲ့ဒီဘက်ထဲမှာရောက်ဖို့ရှိရင်တော့မရောက်နိုင်ပါဘူးဒီဘက်ထဲမှာငွေရောက်ဖို့အခက်အခဲဖြစ်ပြီ။ဖြစ်နိုင်တဲ့ကာလပါ။ ော်တော်ဆိုင်ကရောင်းဝယ်ဖြစ်ပါမယ်ဒီတစ်ပတ်ထဲမှာကိုရောင်းနေတာပဲဖြစ်ဖြစ်ဝယ်နေတာပဲဖြစ်ဖြစ်ဒီပတ်ထဲမှာမော်တော်ဆိုင်ကရောင်းဝယ်ဖြစ်ပါမယ်စတုရှိရာလုပ်ငန်းလုပ်ဖို့အတွက် လုပ်ငန်းတွေပေါ်ပေါက်မဲ့ကာလပါအဲ့လိုလုပ်ငန်းတွေပေါ်ပေါက်မဲ့ဆိုလို့ရှိရင်တော့ဒီတစ်ပတ်ထဲမှာလုပ်ဖို့စတင်လုပ်ဖို့အကြံပြုပြောကြားလိုပါတယ်လူဒါနာပြုလုပ်ဖို့အတွက်စိတ်ကူးကြံရဲထားတယ်ဆိုလို့ရှိရင်ဒီတစ်ပတ်ထဲမှာပြုလုပ်ရပါမယ်ပြုလုပ်လိုက်ဖို့အတွက်တိုက်တွန်းခြင်းပါတယ်ရရှိရငွေများလည်းဒီတစ်ပတ်ထဲမှာရရှိပါမယ် ဘုရားသခင်ကနုပညာလုံငန်းလောက်ကင်နေသူဆိုရင်တော့ဖီးယားနည်းနည်းများတဲ့ကာလပါပညာရေးမှာတော့အောင်မြင်မှုများရရှိမယ်အချိန်လို့ဆိုရပါမယ်ကျမ်းမာရေးနေနေရတော့နာယောဂါဖြစ်နိုင်ပါတယ်ဒီလိုချင်းမှာကျမ်းမာရေးနဲ့ပတ်သက်ပြီးရတော့နာယောဂါရနိုင်ပါတယ်အချိန်မှာတော့ချစ်သူရဲ့ဆွဆဲမှုကိုခံရမယ်ကာလပါချစ်သူရဲ့ဆွဆဲမှုကိုခံရလို့ရှိရင်ဇိုတင်ကြီး မဖြေရှင်းပါနဲ့နားလည်အောင်တော့ပဲကြောပြထားဖို့အကြံပြုလိုပါတယ်ဘုရားသခင်ရဲ့အိမ်တော်ကြီးမှာလဲตายာမှုမရှိနိုင်ပါဘူးဒီတစ်ပတ်ထဲမှာဒီကံဆန်းလို့တဲ့မိတ်ဆွေရဲ့တော့ကံကောင်းခဏငါတော့တလီငါခဏဖြစ်ဖြစ်ပါတယ်တလီငါခဏနေပါတဲ့အရာကံဆန်းနိုင်ပါတယ်ကံကောင်းစီတဲ့အယောင်ကတော့ဒီတစ်ပတ်ထဲမှာကြက်ဥနှစ်ယောင်ဖြစ်ပါတယ် ရေးကြီးကိစ္စတွေတွားဖို့လာဖို့ပြောစရာဆိုစရာရှိရင်ကျုပ်နှစ်ယောက်လေးကိုဆောင်းသွားဖို့တိုက်တွန်းလိုပါတယ်ကုသိုလ်ရေတရားအနေနဲ့ကတော့ဗုဒ္ဓနှစ်မှာတကူကြီးဖျားတဆူဆူရဲ့ကျွန်တော်ဗုဒ္ဓထောက်မှာရွှေတိလေးလက်ကတ်လူပါလို့အကြံပြုပြောကြလို့ဒီကလည်းကြာတာကြာတာတွေတာသမီများအတွက်ဖြစ်ပါတယ်ကြာတာတွေတာသမီတွေကဒီအပီလာ28ရက်နေ့ကနေပြီးတော့မေလာ၄ရက်နေ့အတွင်းတပတ်တာအတွင်းမှာပေါ့နော် တာဝိသမီးကဝန်ထမ်းဖြစ်မယ်ဆိုလို့ရှိရင်လုပ်ငန်းခွင်ထဲမှာအတိုက်အခိုက်တွေပေါ်လာလိမ့်မယ်အတိုက်အခိုက်တွေပေါ်လို့ရှိရင်လည်းယာယီခိုက်တံပဲဖြစ်ပါတယ်ဆိုင်တိပုန်ညင်းဒီလုပ်ငန်းတွေလိုအပ်ခြင်းတွေဒီတစ်ပတ်ထဲမှာပြုလုပ်ရပါလိမ့်မယ်အဲ့လိုမျိုးလောရမှာဆိုရင်ဒီတစ်ပတ်ထဲမှာလှုပ်ဖို့ခွင့်ကောင်းနေတဲ့အတွက်လှုပ်ဖို့အကြံပြုလုပ်ပါတယ်တယ်လီဖုန်းတွေဝင်ပါမယ်ရေလုံးကရေလုံးပစ္စည်းရောင်းဝယ်ရေလုပ်ငန်းတွေမှာ အကျိုးဖြစ်ထွန်းတဲ့ကာလပါရေလုံငန်းတွေရေထွက်ပစ္စည်းလုပ်ငန်းတွေကိုကြာတာပြေးသားသမီးကစလုံးမှာပဲဖြစ်ဖြစ်လုံနေလို့လုပ်ငန်းကြီးတွေထက်ချက်မှာပဲဆိုဖြစ်ဖြစ်ဒီဘက်ထက်မှာချက်မှာဆိုရင်လုပ်ငန်းထက်ချက်ပါစလုံးမဲ့သူလေဆိုရင်လည်းစလုံးပါလို့ကြံပြုတ်လိုပါတယ်ဖျားဘူးကီးထွက်ရဖို့ရှိပါတယ်ဆက်ပစ္စည်းမျိုးစုံပေါ့ဆက်ပစ္စည်းတွေဒီဘက်ထက်မှာဝင်ပါမယ်ဒါမျိုးဆိုင်ကယ်အတွက်ကတော့တော့ကာရောက်ဖို့ရှိပါတယ်ဆိုင်ကယ်ပြက်တာပဲဖြစ်ဖြစ်ဆိုင်ကယ်ပျောက်တာပဲဖြစ်ဖြစ် ဂရုစိုက်စေခြင်းပါတယ်။ပညာရေးနဲ့ပတ်သက်လို့ကတော့အောင်မြင်မှုများရရှိမဲ့ကာလပါ။တင်းနှံတက်ဖို့လို့ပညာရေးနဲ့ပတ်သက်ပြီးစောင့်မှုပွဲလို့အဲ့ဒါတွေဆိုလို့ရှိရင်တော့အောင်မြင်မှုများရရှိတဲ့သတင်းတစ်ပါးဖြစ်ပါတယ်။ဂျမိုင်းအနေနဲ့ဂရုစိုက်မှာတော့အသေးကိုဂရုစိုက်ရပါမှာ။အသေးရောကဖြစ်နိုင်တဲ့သတင်းတစ်ပါးဖြစ်ပါတယ်။အချစ်ရေးနဲ့အိမ်တော်ရေးရတော့ဒီဘက်ထဲမှာတာတာရရရှိပါတယ်။ထီကန်ဆန်းလို့တဲ့မိတ်ဆွေရတော့ဖွေနိုင်၄၈၉ ပါတဲ့ကနန်းတွေကိုကန်ဆန်းစီလိုပါတယ်ဒီဘက်ထဲမှာကန်ကောင်းစီတဲ့အရောင်ကတော့ချောကလက်ရောင်ဖြစ်ပါတယ်ရေကြီးကိစ္စတွေပွားစရာရှိတဲ့စကားတခုပြောရမယ်လုပ်ငန်းကိန်းလာတွေစာချုပ်စာတွေနဲ့သွားချုပ်ရမယ်ဆိုလို့ရှိရင်ချောကလက်ရောင်ပါတဲ့ဝတ်စုံဒါမှမဟုတ်အဆောင်ပစ္စည်းတခုခုဆောင်တော့ဖို့အကြံပြုလိုပါတယ်ဘုံမကောင်းမွန်ကလေးနဲ့ဆိုရင်တော့ဂျာတာရင်းနေမှာမိမိနေမှာရှိတဲ့ဖျားစင်မှာ အဝါရောင်ပန်းကြီးကတ်လူပြီးမိမိလိုရာဆူတောင်းမှုကြံပြုပြောကြလိုပါတယ်ဒီကတော့တောက်ကြတာများတွေဖြစ်ပါတယ်ဤပြည်28ရက်နေ့နေမေလ၄ရက်နေ့တွင်တပတ်တာတောက်ကြတာများတွေဖြစ်တယ်ပေါ့နော်တောက်ကြတာမျိုးတွေကဒီတစ်ပတ်ထဲမှာမော်တော်ကားရောင်းဝယ်ဖြစ်ပါမယ်မော်တော်ကားရောင်းကျင်တာပဲဖြစ်ဖြစ်ဝယ်ကျင်တာပဲဖြစ်ဖြစ်ဒီတစ်ပတ်ထဲမှာရောင်းဝယ်ဖြစ်ပါမယ်အလုပ်အသစ်တွေပေါ်ဖို့ရှိပါတယ်လုပ်ငန်းအသစ်တွေသတင်းကောင်းကြားရမယ်စိတ်ကူးထားတဲ့အလုပ်အသစ်တွေဟာ လှုပ်ဆောင်မှုအတွက်သတင်းကောင်းကြားရပါမယ်။အလို့အတွက်ရှောက်ထားတာဆိုလို့ရှိရင်အင်တာဗျူးတွေဝင်ရပါမယ်။လှုပ်ရပါမယ်။အောင်မြင်မဲ့ကာလဖြစ်ပါတယ်။တခုသတိထားရမှာကတောက်ကြသားသမီးရဒီတော့ထဲမှာတယ်လီဖုန်းပျောက်တတ်ပါတယ်။တယ်လီဖုန်းပျောက်တတ်တဲ့အတွက်ပျောက်တတ်တာလို့ကြတတ်တာလို့ဖြစ်တဲ့အတွက်သတိထားပြီး gain လေအသုံးပြုဖို့လိုအပ်ပါတယ်။မိသားစုအတွင်းမှာအငင်းခုန်တွေဖြစ်ပါမယ်။ ူမွေးလုပ်ငန်းကြီးပလိုက်တာလုပ်ငန်းများလေလုတ်ကင်ခွင့်ရပါမယ်ဒီဘက်ထဲမှာဒါဆိုရင်တော့လုတ်ကင်မှုအတွက်ကြံပြုလိုပါတယ်ကုသိုလ်ကောင်းမှုတွေပြုလုပ်ရမယ်ကုသိုလ်ကောင်းမှုတွေပြုလုပ်ဖို့ခွင့်လန်းနေရလာမယ်ဆိုရင်ပြုလုပ်လိုက်ပါလို့ကြံပြုလိုပါတယ်ဒီဘက်ထဲမှာပညာရေးနဲ့ပတ်သက်ပြီးတော့သတင်းကောင်းကြရမယ်တန်တန်းတက်ဖို့တွေကြောင်းတက်ဖို့ရှောက်ထားရင်တော့ရဖို့များတဲ့အတွက်ရမယ်ဆိုတဲ့သတင်းကောင်းတွေကိုကြားရပါလိမ့်မယ် ဂျမိုင်းနေနေရတော့တောက်ကြသားသမီးတွေကဒီတစ်ပတ်ထဲမှာနှလုံးအားနေတဲ့ယောဂခံစားနိုင်ပါတယ်အချီးနဲ့အိမ်တော်ကြီးကတော့တာတာရာပဲရှိပါတယ်ထီကန်ဆန်းလို့တဲ့တောက်ကြသားသမီးတွေအနေနဲ့ကတော့ဒီတစ်ပတ်ထဲမှာထီကန်ဆန်းမယ်ဆိုရင်346 346 346ပါတဲ့ကဏ္ဍကြီးကန်ဆန်းမှုအကြံပြုလိုပါတယ်တောက်ကြသားသမီးတွေအတွက်ကံကောင်းတဲ့အရာကတော့ဘုံမွေအောင်ဖြစ်ပါတယ် ရေးကြီးတဲ့လုပ်ငန်းကိန်းတာတွေစာချုပ်စာတမ်းတွေပြောစရာစကားရေးကြီးရတယ်ရှိလို့ရှိရင်ဘုံငွေရောင်းကိုဆောင်သွားဖို့လိုရမယ်ပုံမကောင်းမှုခြင်းနဲ့ဆိုရင်တော့ကုသိုလ်ရရာအနေနဲ့မိမိမျိုးရွာမှာရှိတဲ့တကူကြီးဖျားတဆူဆူဒါမှမဟုတ်တကူကြီးဖျားတဆူကိုမတော်နိုင်အိမ်မှာရှိတဲ့ဖျားကိုရေတက်စိတ်တပ်ပေဟုတ် အကြံပြုလိုပါတယ်ဒီကနေ့ကြတာကတော့စနေသားသမီးအတွက်ဖြစ်ပါတယ်ဧပြီလ28ရက်နေ့နီးမေလ၄ရက်နေ့တွင်စနေသားသမီးတွေဟာပေပြောင်းနဲ့စတဲ့ကောက်ပဲတီးနဲ့ရောင်းဝယ်ရေးမှာဈေးကောင်းရပါမယ်စနေသားသမီးတွေဒီဘက်ကရောင်းမှုရှိရင်ရောင်းလိုက်ပါဈေးကောင်းတွေရဖို့ရှိပါတယ်စနေသားသမီးကဝန်ထမ်းဖြစ်မယ်ဆိုလို့ရှိရင်ဒီဘက်ကလာစားတူမယ်ယာတူတူပါမယ်အိမ်တော်မှာအိမ်ကတိုက်ခန်းရောင်းဝယ် ဒါမှမဟုတ်အငှားစာချုပ်တွေဒီဘက်ထက်မှာချုပ်ရပါလိမ့်မယ်။ရောင်းကျင်တာဝယ်ကျင်တာငှားကျင်တာဆိုလို့ရှိရင်ဒီဘက်ထက်မှာရောင်းဝယ်စာချုပ်တွေချုပ်ရပါလိမ့်မယ်။မမျှော်လင့်မဲနဲ့နိုင်ငံခြားခီးထုတ်ဖို့အတွက်အကြောင်းကိစ္စပေါ်လာပါလိမ့်မယ်။အဲ့လိုပေါ်လာခဲ့လို့ရှိရင်အဲ့ခွင့်ရေးကိုလက်လွတ်မခံပါနဲ့။ကောင်းတဲ့ခီးစဉ်ဖြစ်တဲ့အတွက်နိုင်ငံခြားကိုခီးသွားဖို့အတွက်ဆုံးဖြတ်ချက်ချဖို့အကြံပြုတိုက်တွန်းလိုပါတယ်။ဆိုင်ကရောင်းဝယ်ပြီဖြစ်ပါမယ်။ဆိုင်ကရောင်းကျင်တာဝယ်ကျင်တာရှိလို့ရှိရင်ဒီဘက်ထက်မှာဆိုင်ကရောင်းဝယ်ဖြစ်ပါမယ်။ စနေသားနေ့ရဒီဘက်ထက်မှာပညာရေးမှာတော့တိုးတက်မှုမရှိပါဘူးပုံမှန်တိုင်းပဲရှိနေပါမယ်ဂျမိုင်းအနေနဲ့ကတော့အောင်ကျော်အားနည်းပါမယ်အောင်ကျော်ဂရုစိုက်ဖို့လိုပါမယ်အောင်ကျော်အားကောင်းစီတဲ့စားစာတွေစားပေးဖို့လိုအပ်ပါတယ်စနေသားသမီးတွေကအချိန်အမှာအနောက်ရှက်တွေပေါ်ပါမယ်ဒီဘက်ထက်မှာချစ်သူကြီးစားတယောက်နဲ့တယောက်နားလည်မှုရယူပြီးသတိထားဖို့လိုအပ်ပါတယ်အင်တော်ကြီးမှလည်းအစဉ်ပြေရဲ့ကာလလို့ဆိုရပါမယ် စေတသမီးတွေနဲ့ထိကန်ဆန်းကျင်နေဆိုရင်တော့259 259ပါတဲ့ကဏ္ဍတွေကိုကန်ဆန်းမှုပြန်ပြုတ်လိုပါတယ်။တန်ကောင်းကြီးရဲ့ရောင်တော့ဒီဘက်ကတော့တနက်ခါရောင်ဖြစ်ပါတယ်။ရေကြီးကြီးစက်ရှိတဲ့လုပ်ငန်းတွေပြောစရရှိတာတွေစကြုပ်စာစမ်းတွေတွတ်ချုပ်မယ်ဆိုရင်တနက်ခါရောင်ဝတ်စုံဒါမှမဟုတ်အဆောင်အစတခုခုပါတဲ့တနက်ခါရောင်ပါတဲ့ရာကိုဆောင်သွားဖို့ကြံပြုတ်လိုပါတယ်။ ုလိုရတရားနေနေရတော့စနေနေ့မှာမိမိနေမှာရှိရဖျားကိုထိပြုငါလက်ကတ်လူပါလို့အကြံပြုလိုပါတယ်ကျွန်တော်ရှင်ရမီ channel ကို ကြည့်ရှုအားပေးကြတဲ့ခေါင်းသားသမီးမိတ်ဆွေများအားလုံးစီဝါကြည်ဝတုတဲပြီးပုံမကောင်းမွန်သောဘဝများပိုင်ဆိုင်နေပါစေလို့ဆုမွန်ကောင်းတောင်းအပ်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာ Thank you for watching. ご覧いただき、ありがとうございます。